ဘေးတင်ဝီရင်မှာကြိုးဆိုပါတယ်ကျွန်တော်မနှောဘေးတင်ပါဒီနေ့မှာဘာဖြစ်မှာလဲကရက်ဘေးတင်ပညာရတွေ့ကြည့်ကြပါသူပထမဦးစွာကိုရဲ့အင်္ဂလိပ်မွေးရမွေးလာတည်ထားဖို့လိုအပ်ပါတယ်ဥပမာလေးရ12လပိုင်းမွေးဖသူဟာ2025ခုနှစ်မှာဘာလို့တွေ့ကြရမလဲသိကျင်နေဆိုပါသူ 2025ခုကိုကနန်တလုံးတရအောင်ပေါင်းပါကိုကနန်ရပါတယ်ရလာတဲ့ကနန်ကိုမွေးရမွေးလာနဲ့ထပ်ပြီးပေါင်းပါ25ရမှာဖြစ်ပါတယ်25ကိုကနန်တလုံးတရအောင် ပေါင်းရင်ခွန်ကနန်ရပါတယ်ဒါကြောင့်ကနန်ပေါင်းရင်ခွန်တိုင်းဟောရမှာဖြစ်ပါတယ် အဟောတခုချင်းဒီလားပြောပြပေးပါမယ်ခဏပေါင်းချင်းတည်ရတဲ့နေ့မှာတော့ဒီနေ့ထဲမှာမမျော်လင့်မဲ့ပြောင်းရွှေ့ကြုံမယ်မရောက်ဖူးသေးတဲ့ရက်ဒေသတွေသွားရောက်ရချင်းမိတ်ဆွေပေါင်းစင်ဟာအင်းသူအင်းသားများနဲ့ရှင်ခွဲဖြစ်စီခွဲခွာရချင်းပြောင်းလို့သည်ဖြစ်သည်မပြောင်းလို့သည်ဖြစ်သည် အပြောင်းရွှေ့ကိစ္စများကျွမ်းလာခြင်းအိုးရဲ့လို့ပြောင်းရွှေ့ရတဲ့ပြီးတော့ကုံလွန်ကတော့နေ့ရက်များဖြစ်များစီကိုပြန်လဲဆက်စစ်နေမိတဲ့ချင်းကောင်းစုံတဲ့လိုက်အကျိုးများခံစားရတဲ့ချင်းကိုကျွမ်းနိုင်ပါဒီနေ့ထဲမှာအကြံပြုလို့ဒီပါပထမဦးဆုံးခြေလက်ကိုသွက်လက်ဆံလမ်းမှာတွန်းဆုပ်ဆံနဲ့မလုပ်ပါနဲ့တွေးဝဲချင်းကိုရှောင်ပါ စီကံတကြလောက်ကိုင်းပါယုံကြည်ချက်ဖြင့်စိတ်တကူကိုမြင့်တင်ပေးပါ မန်နဲလို့ယူဆပါကတုံဆိုင်မနေပါနဲ့ကြံစည်သည်အလောက်ကိုင်းတယ်များအောင်မြင်နိုင်ပါတယ်ယုံကြည်ဖြင့်ဖြင့်လုံငန်းစတင်ပါကကောင်းကျိုးများရရှိနိုင်ပါမေတ္တာတရားနဲ့တိကံစိတ်ကိုမွေးမြူထားပေးပါသောဘဂဝါ ITP အရဟံဂုဏဖြင့်ပရိမကြခဏစိတ်ပေးပါ ခဏပေါင်းရင်နှစ်ရတဲ့နှစ်မှာတော့ဒီနှစ်ထဲမှာဘဝအသစ်တစ်ခုဖန်တီးနိုင်ခွင့်ကြုံမယ်စက်တူလုပ်ငန်းတွေကျိုးဖြစ်ထွန်းခြင်းစိတ်ညစ်စရာစိတ်ရှုပ်ထွေးစရာများကိုကျော်လွှားအောင်မြင်နိုင်ခြင်းတို့ကြုံရမယ်ဒါအပြင်ထင်းမဲ့မထားတဲ့အပြောင်းအလဲများလည်းကြုံရနိုင်ပါသူကြံမြူလို့ဒီမှာဘယ်ကိစ္စမတို့အလောတကြီးမဖြစ်ရှင်းသင့်ပါရခင်တိတ်ကာလာများကယင်းဒီခဲ့တော့ မိစေပေါင်းသင်းများတဲ့ကအကျိုးပြုသူများနဲ့အကျိုးမဲ့သူတို့ကိုခွဲခြားသိစစ်ပါလက်ရှိဆက်ဆံနေရသူများကိုသိချယုံကြည်မှုပေးပါကောင်းမွန်သောအပြောင်းအလဲအတွက်ကြိုတင်ပြင်ဆင်ထားရတဲ့စိတ်သက်ခိုင်မာသူဖြစ်ပါစေမြောက်တိုင်းနဲ့မမြောက်ပဲ၆တိုင်းနဲ့မကြောက်တတ်တဲ့စိတ်ကိုမွေးပြူထားပါစိတ်သက်မကြမိပါသေးနဲ့ကိုယ့်ကိုယုံကြည်စိတ်ထားပါ

လောက်ကင်သည်ပေါ်ပေါက်လာတတ်တယ်လို့လုံဝန်းခွင့်များလဲလောက်ကင်ခွင့်ကြုံရနိုင်ပါဝေကျေစုလိုက်ပုံလိုက်ဝင်လာတော့ငါလဲပြန်ထွက်သွားမယ်ဒါကြောင့်ဘန်တွဲမှာစူးစောင်းထားရှိခြင်းမပြောင်းမရွှေ့နိုင်သောပစ္စည်းများဝယ်ယူစူးစောင်းခြင်းတို့ပြုလုပ်သင့်ပါကင်ဂျမာခွင့်လန်းကောင်းများပေါ်ထွန်းလာမယ်မိစေပေါင်းသင်းများဤကုညီပံပိုးသောစေတနာတံပိုးတံပိုးထားပါ တယောက်တည်းအငဲ့နေရမယ့်ချင်းကလာမဟုတ်ပါဘူးမေဟောင်းမိသည်များကိုယင်းဒီပွင့်လင်းခြင်းယင်းဒီပွင့်လင်းတာဆက်ဆံခြင်းဖြင့်အကူအညီကောင်းများရရှိလာနိုင်ပါတယ်လူတိုင်းနဲ့ဆင်ပြေစွာပေါင်းသင်းဆက်ဆံခြင်းကိုယ်ပိုင်ဉာဏ်ဖြင့်ထိုးထွင်းကြံသိလောက်ကံ့ကြီးစိတ်ပျော်ရွှင် ကြည်နူးအောင်နေထိုင်ခြင်းတို့မပြတ်ပြုလုပ်ပေးပါပြခနဲ့ပေါ်လာရင်စက္ကနဲ့လိုအပ်မဲ့ချင်းကလနှစ်ပိုင်းဖြစ်ပါတယ်အထူးအကြံပြုလိုတာကတော့ စိတ်ပျော်ရွှင်အောင်နေထိုင်တတ်ပါသည်အပျော်မကျူးမိပါသည်နှင့်စိတ်ညစ်မခံပါနှင့်လူအများရှိမှသိက္ခာကြသည်နည်းလို့ရများရှောင်ကြည့်ပါဘာသာရေးကိစ္စကုသိုလ်ရေးကိစ္စများအပြည့်ပြုလုပ်ပေးပါတော့ဘဂဝါဤကြည့်ဝိဇ္ဇာစီရဏသမဏောကုဏောကိုပရိမကြခဏစိတ်ပေးပါ ကနပောင်းခြင်း၄00နှစ်မှာတော့ဒီနေ့ထဲမှာထူးခြားသောဖြစ်ပျက်များမှတ်တိုင်စိုက်ထူနိုင်ပါလိမ့်မယ်။ဘုရားမှာကြိုးစားထားသောတိပွေများလက်ဝဲပိုင်ပိုင်ရရှိပါတော့မယ်။ကိုယ်လုံးကတော့လေးနဲ့ခန့်ရတီကအစင်မပြေခြင်းကိစ္စတို့ဟာယခုနှစ်မှာတော့လွင်ကားပြောက်ွယ်သွားပါလိမ့်မယ်။ကံကောင်းခြင်းတို့ဟာမိစေထံရောက်ရှိလာပါ။ကဗျာလင်းကရုပ်ရှင်ဂီတကိစ္စရဲ့တို့မှာ အောင်မြင်မှုရရှိခြင်းထူးခြင်းသာအောင်မြင်ကြကြခြင်းတို့ဖြစ်နိုင်ပါလေစီးပွားရေးမှာတော့ငွေကြေးဥစ္စာကိုလေကူစားများရှိပဲအဘယ်တကုတ်စူးစမ်းရှာဖွေမှသာရရှိနိုင်ပါစူးစမ်းရှာဖွေသည်များဟာလေအဖက်တင်ရရှိပါလိမ့်မယ်မိတ်ဆွေနေနေမိမိလက်ရှိလုပ်ကူတာဆွေမြေစာလုပ်တင်သောအချိန်ကာလဖြစ်တဲ့အတွက်အခြားမိသည့်အလုပ်ကိုများပြောင်းလဲလုပ်ခဲ့ရင်မသင့်ပါဘူး ကြံတီကြွေးတွထားသောလောက်ကင်တင်များကိုမေ့ပြစ်လိုက်ပါအထူးကြံပြုလိုတာကတော့ကိုယ့်အလုပ်ပေါ်တာဝန်တာဝန်ကိုညွှန်ပြီးတော့စည်ရင်စရာမကန်အောင်ခီးဆိုင်ပါ တွေးစားနေခြင်းတက်လက်တွေ့အလုပ်ကိုသာအလေးထားပါစီကံတိကျသာလုပ်ကြပါဘာသာရေးကိစ္စကုသိုလ်ရေးကိစ္စများဤရောင်ပြန်ဟမှုကိုပြေဝဆာရရှိပါလိမ့်မယ် ဒါကြောင့်သောဘဝအစ်ဒီပိသူကရောကုန်တော့ကပတိမချခဏစိတ်ပေးပါခဏပေါင်းရင်900ရက်နှစ်မှာတော့ဒီနေ့ထက်မှာလူများနဲ့ဖြစ်ဖြစ်ဆက်ဆံသည့်အလုံးများအောင်မြင်ကြကြတတ်ပါတင်ပေါ်ရေးစင်တော့ကောက်ယူပါလိမ့်မယ်ကန်ထူထားခြင်းဆွေရလက်ပါအာဂျီရင်တို့ဂျုံနိုင်ပါလိမ့် မျော်လင့်မထားတော့အာနာပိုင်းဖွဲ့စည်းများနဲ့တိုက်ရိုက်ထိသိဆက်ဆံရပါလိမ့်မယ်။မိတ်ဆွေအတိတ်ကကြီးမားမှုပေါ်လင်ထင်ရှားပါလာပါလိမ့်မယ်။အရာရာကိုလောတကြီးမဆုံးမြတ်မိပါသေးနဲ့။အတွေ့အကြုံနဲ့တူလက်တွေ့ပါလုပ်ကွင်ခွင့်ရရှိလာမည်နည်းဖြစ်ပါလိမ့်။ငွေကြေးပေးယူကိစ္စများကိုသတိထားလုပ်ကင်ပါ။စာချုပ်စာတမ်းများလက်မှတ်ရေးထိုးခြင်းအဲ့ဒီကိစ္စမှာတော့အထူးကိစ္စိုက်ပါ။ ဖြစ်ပေါ်လာတဲ့ခက်ခဲတဲ့အတွက်လည်းကြံ့ကြံ့ခံနိုင်အောင်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။စိတ်မချမ်းမြေ့စရာစိတ်ညစ်စရာများတွေ့ကြုံတတ်တဲ့အတွက်စိတ်တည်ငြိမ်မှုတည်ကျင့်ထားပါ။အလုံနေရထိုင်ခြင်းအိမ်ဆိုင်ငန်းကိစ္စများအပြောင်းအရွှေ့ဖြစ်တတ်ပါတယ်။ပြည်တွင်းပြည်ပခီဖျားဖူးခီအထူးကိစ္စအမှုခင်းပြဿနာများလည်းကြုံရတတ်ပါတယ်။ ယင်းဤခင်မင်သောမိတ်ဆွေပေါင်းသင်းများနဲ့စိတ်ဝမ်းကွဲနိုင်ပါတယ်။လူဝဲလူရဲ့များအနေနဲ့ချစ်သူထင်မြင်လွဲမှားခြင်း၊ကွဲကွာခြင်း၊ခွဲခွာခြင်းတို့ကြုံတွေ့ရတတ်ပါတယ်။အထူးကြံပြုလိုတာကတော့အလို့အကိုင်းနေဝန်ဆောင်ပြောင်းရွှေ့ခြင်း။အဲ့ဒီကိစ္စတွေမှာဒုဥတီစိတ်သာနာဖြင့်မလုတ်ကင်သင်သောကာလဖြစ်ပါတယ်။အများနဲ့ညုံနေတိုင်ပင်မိမှသာသဘောတူညီမှုရယူပြီးလုတ်ကင်ပါ။ တော့ဘဂဝါဒီတိပိလောကဝိတုကုံတော်ကိုပတိမကြခဏစိတ်ပေးပါကနဘောင်ကြီး600ရတဲ့နှစ်မှာတော့ဒီနေ့ထက်မှကျမ်းမာရေးထူးညံ့တတ်ပါခယူဆိုင်ပါနေရင်စောင်းဝင်နဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲစရာများလောက်ရလိုက်လောက်ရတတ်ပါတယ်မိသားစုတွင်းရေးကိစ္စများအပြောင်းလဲကြုံပါလိမ့်မယ် ်ချီဟေရောင်ရေးကိစ္စများသဘောထားတိုက်ဆိုင်မှုနေပါပြီ။ကွာရှင်းပြည့်စဲဖြစ်သိင်းချင်းတို့တွေးကြုံအပ်တတ်ပါလေ။အထူးကြံပြုလိုသည်မှာသူတစ်ပါးဤအားနည်းချက်ကိုဝေဖန်ပြစ်တင်ထောက်ပြခြင်းရှောင်ကြည့်ပါ။မိတ်ဆွေနှင့်တိုက်ရိုက်မပတ်သက်သည့်ကိစ္စရင်များဝင်ရောက်ဆက်ဖက်ခြင်းမပြုသင့်ပါ။ချီအိမ်ဆောင်ရေးကိစ္စများမှာသိသာရှိသူဖြစ်ပါသည်။တတ်နိုင်သမျှတရားဖြင့်နှလုံးသွင်းစဉ်းကျင်နေထိုင်ပါ။ မွေးနေ့ရောက်တိုင်းနှုတ်ရောပူဇော်ဓမ္မသာယတိဂုံတော်ကိုပတိမကြခဏစိတ်ပြပါကနေပောင်းကြီးခွန်ရတဲ့နေ့မှာတော့ဒီနေ့ထက်မှဘဝအတွက်ရေးပါသောခြေလမ်းတွေများရှောက်လန်းရပါတော့မယ်။အခွင့်အရေးကောင်းများလည်းပေါ်ပေါက်လာနိုင်တော့ပေါ်ပေါက်လာတတ်ပါလေ။ကုန်လွန်ပြီးတော့တိတ်ကာလလေးနှစ်ခန့်ကစီကပြည့်စုံအောင်များ ပြန်လဲခေါင်းပေါ်လာတတ်သည်ကိုဂေးပြုပါမိမိလုံးဆောင်သမ ्या ကိုအဟံတာလုတ်ခဲရခြင်းခံရတတ်ပါပြင်ပသူထောက်ကလူသိကင်းမဲ့ကမိမိနေထိုင်ရာကိုပဲခင်တွေ့သာဖြင့်ရက်တီလိုမဲ့အများနဲ့ပူပေါင်းရုံတော့လောက်ကန်ဆောက်ရရမှာအထင်းကုန်များဂျုံတွေ့ရတတ်ပါစီဝါရေးတွေ့ချက်ရင်မတင်သေးပါဘူးအမွေနဲ့ဟောင်းများရရှိခြင်းထီသူကြီးပေါ့ခြင်း မျောလင့်မထားသောငွေကြေးဥစ္စာများသီဝါရည်ရဏများတိုးတက်ခြင်းလက်ဆောင်ကောင်းများရရှိခြင်းထိပေါက်ကတဲ့ကဲ့သို့ငွေစုလိုက်ပြုံလိုက်ဝင်ငင်းရှိခြင်းရှင်ပြန်ရတဲ့ကိစ္စရများနဲ့အောင်မြင်ခြင်းတို့ကြုံရနိုင်ပါအထူးကြံပြုလိုသည်မှာမိမိနှစ်သက်ရာအာဂသကပြစာပေဂီတာအနုပညာစသည့်ကိစ္စရပ်တို့မှာ စိတ်ကိုနှိမ့်ယုတ်တာပါအတိတ်ကာလကစိတ်မချမ်းမြေ့စရာဖြစ်စရာများအတွက်စိတ်ညစ်ခံမနေသင့်ပါသတ္တဝါအလုံးကိုတိကျသိခွင့်လန်းသိမွေးမြူကမေတ္တာပို့ပေးခြင်းဖြင့်အနိုင်ယူပါမိမိတို့ဆိုင်ရာဘာသာရေးအဆုံးမှာကျင့်ဝတ်တည်းလေးထုံးတမ်းများကိုလိုက်နာပေးပါအောင်မြင်မှုများရရှိပါလိမ့်မယ်သောဘဂဝါ ETP တတ္တာဒီဝမနုဿန္တံဂုဏ်တော်ကိုပြိမကြခဏစိတ်ပေးပါ ကနေပေါင်းချင်းရှိရတဲ့နေ့မှာတော့ဒီနေ့ထဲမှာတည်တင်ဥစ္စာရွှေငွေရတနာလုံငန်းကြီးကိစ္စရရများနဲ့လာရူကိစ္စရရများကဲ့သို့အကျုံးဝင်သောကိစ္စရရများကြုံတွေ့ရမယ်လောက်ကန်ရမယ်ဘဝတရတာဘဝခီလန်တခြားယခုအသက်ပိုင်းကာလဟာထူးခြားပြောင်ပြောင်သည့်မတ်တိုင်တစ်တခုစိုက်ထခွင့်ရရှိပါတော့မယ်ကွန်လွန်ကတော့နေ့များစီကမမီမပြီးမပြက်လက်စားမတတ်နိုင်တဲ့လုပ်ငန်းများတို့အပြီးတတ်နိုင်ပါတော့မယ် အချိန်ကိုတန်ဖိုးရှိတာအသုံးချပါဖဲလုံးလာဝရိယအစွမ်းကိုထုတ်သွင်းခြင်းတို့ကြောင့်အောင်မြင်မှုများရရှိလာနိုင်ပါတယ်ပြည်တွင်းပြပရေးရာကိစ္စရပ်များမိသားစုရေးရာ ပြင်ပရေးရာပေါင်းသဆက်ဆံရေးတို့မှာထန့်ကျက်ညီတဲ့ရန်ထိန်းသိမ်းပေးပါအခုရေးကိစ္စကာမဂုဏ်ကိစ္စတို့မှာလူသိမခံနိုင်သောကိစ္စများကြုံတွေ့ရတတ်ပါတယ် အခြေသေးအချက်မှန်ကိုစနစ်တကျရွေးချယ်ပါအထူးကြံပြုလိုသည်မှာမေမာနထောင်လွှားခြင်းအတ္တကြီးခြင်းများကိုဂရုပြုပါတိကံခွင့်လွှတ်စိတ်မွေးမြူပါဘာသာရေးဆွေးမြေ့စာလုပ်ကြပါသောဘဂဝါဤတိပိဘုရောကုံတို့ကိုပြည်မကြခဏစိတ်ပေးပါကနေပောင်းကြီးကိုရတဲ့နေ့မှာတော့ဒီနေ့ထက်မှာလက်ရှိတောင်းရနေတဲ့လုပ်ကိစ္စများ ရနာရန်ကြောင်းဖန်လာမယ်အဆုံးသက်ချင်းပြီးသက်ချင်းတို့ဟာဒီကာလပြည့်ုံများဖြစ်ပါတယ်ကျွတင်ရီမဲရဲ့ညထရှိပါကအမြန်ဆုံးထိရောက်လင်းမြတ်စွာအကောင့်တွေဖော်ပြီးရနာလိုက်ပါစီကံတကြမကန်စွာလှုပ်ပြီးနှားယူလိုက်ပါ အခက်အခဲကြက်တီးများကိုဇဲလုံးလဝရီရဲ့ကြီးစွာဖြင့်ကြိုးစားဖြတ်ကြပါတိုးချက်ရလုံငန်းများလဲပေါ်ပေါက်လာတတ်ပါတယ် အထူးကြံပြုလိုသည့်ကတော့တရားသခန်းဝင်ကြီးသီလရှင်သူတော်သည်ယသည်ယဟန်စသည့်တွင်ပြောင်းကိစ္စများပြုလုပ်ဆောင်ရွက်ပေးပါငွေကြေးခွန်အားကိုလည်းဟာသက်မပြုံးတိပါနဲ့အများနဲ့ဆက်ဆံပြောဆိုရပါအကင်းပါပါငွေကြေးပေးယူခြင်းကကိစ္စများသတိထားပြုလုပ်ဆောင်ရွက်ပါအရာတိုင်းကိုလည်းလက်လန်းတဲ့အတိုင်းကြင်ကြံပြီးတော့တိတ်ကကြီးမားသောရဟန်းတော်ကြီးများသီလရှင်ဆရာကြီးများ ကြီးညိုလေးသာသည့်ဆရာသမားများကဲ့သို့ပုဂ္ဂိုလ်များ၏သုံးမသွန်သင်ဩဝါဒကိုအမြဲခံယူပေးသင့်သောအသက်ပိုင်းဖြစ်ပါသည်တသသက်များဒါနာဝတ္ထုသုသူတို့ကိုလည်းလှူဒန်းပေးပါကောင်းကျိုးချမ်းသာပြည့်စုံလာပါလိမ့်မယ်သောဘဂဝါအီဂျီပီဘဂဝါကုံတော်ဖြင့်ပြိမကြခဏစိတ်ပေးပါအားလုံးမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါခင်ဗျာ